မိတ်ဆွေတို့အနေနဲ့တားမြစ်ထားတဲ့အချစ်ကံကြမ္မာရဲ့စိန်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့လှုပ်ဆန်းကြတဲ့ကဘာကြီးတွေကိုဝင်ရောက်ချင်ပါသလားမိသားစုတာဝန်နဲ့ကိုပိုင်ဆန္ဒတွေကြားကရုန်းကန်နေရတဲ့မိန်းကလေးတူအကြောင်းဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့မိတ်ဆွေတို့ကိုပြောပြပေးမယ့်စာအုပ်ကတော့အီဘာဝင်းနာစီတာထားတဲ့အန်ဇိုဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဇလန်းအစမှာဆိုရင်တော့ပန်နီလုတ်ဒီမောက်လို့လို့ခေါ်တဲ့မာဖီးယားမင်းမီလေးတူရှိပါတယ်သူကအဖန်တီးခံထားရတဲ့လက်ထပ်ပွဲမတိုင်ခင်လွတ်လပ်တဲ့ညတညကိုရှာဖွေနေသူပါ စွန်စားမှုများနဲ့ကံကြမ္မာဖန်တီးသူပန်နီလုတ်ဟာအရေးထိုးနေတဲ့ကတ်တစ်ခုမှာမျက်နှာဖုံးစွအီတလီလူစိမ်းတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့ရဲ့ထိတွေ့မှုကလှုပ်ဝက်အနေရများပြီးစိတ်ခံစားမှုပြင်းထန်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာနာမည်တွေမကလေးပဲ နောက်ဆက်တွဲပြဿနာတွေမရှိဘူးလို့သဘောတူခဲ့ကြပါတယ်။ဒါပေမဲ့ထိုလူစိမ်းရဲ့ပိုင်ဆိုင်လို့တဲ့စကားတွေကတော့သူမရဲ့အနာဂတ်နဲ့ညှင်းနှောင်နေတဲ့ဆိုတာအရေးအမွေပြခဲ့ပါတယ်။ တန်နီလို့ရဲ့ပုံကံမှုကခဏတာတာဖြစ်ခဲ့ပါတယ်။သူမရဲ့မိသားစုကသွေးသစ္စာတွေနဲ့အမွေနှစ်တွေရဲ့ကဘာဖြစ်နေခဲ့လို့ပါပဲ။မိသားစုအကြက်တဲနဲ့လှုပ်ဝက်ချက်များပေါပေါက်ချင်းနောက်တနေ့မှသူမရဲ့ညီမလေးအမရာဒီမောက်ရိုးရဲ့သွေးကင်ဆာရောဂါပြန်လည်စတင်ခဲ့ပါတယ်။ဒီဖြစ်ရက်ကသူတို့ရဲ့ခိုင်မာတဲ့မာဖီးယားမိသားစုရဲ့ငြိမ်းချမ်းမှုကိုပျက်စီးစေခဲ့ပါတယ်။အမရာဟာပန်နီလို့ရဲ့ညီမငယ်လေးဖြစ်ပြီး ဇလန်းရဲ့စစ်ခံစားမှုအကြီးကဆက်ကောင်တူပါပန်နီလုတ်ဟာအမရာကိုပြုစုဆောက်ရှောက်ဖို့အတွက်သူမရဲ့ကိုပိုင်ယူမန်းချက်တွေကိုစွန့်လွှတ်ခဲ့ပါတယ်ဒီအချိန်မှာဒီမောက်ယုတ်မိသားစုရဲ့ရန်သူတွေကအားနည်းချက်ကိုတီးပြီးပပတ်လဲဝိုင်းနေခဲ့ကြပါတယ်သူမရဲ့ဖခင်လူကာဒီမောက်ရီကသူ့သမီးကိုကယ်တင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ပါတယ်ပန်နီလုတ်ရဲ့အနာဂတ်ကလည်းဈေးစစ်ချင်းခံခဲ့ရပြီးပြိုင်ဘက်အင်ပါယာရဲ့အမွေဆက်ခံသူအန်ဇိုမာခက်တီနဲ့လက်ထပ်ဖို့တတ်မှတ်ထားခဲ့ပါတယ် အမရာရဲ့ကျမကြီးကဆိုးရွားလာတဲ့အခါမှာသွေးသားဆက်နွယ်မှုတွေမဟာမိတ်တွေနဲ့တစ္ဆာဖောက်မှုတွေနဲ့ပတ်သက်တဲ့လှုပ်ဝှက်ချက်တွေပေါ်ပေါက်လာခဲ့ပါတယ်။အရေးထဲကဆွဲလက်မှုနဲ့အန်ဆိုဤနောက်ခံအန်ဆိုမှာခက်တီဟာအေးဆက်ပြီးတွက်ချက်တဲ့သူတဦးဖြစ်ကပန်နီလုတ်ကိုဆွဲလန်းခဲ့ပါတယ်။သူကပန်နီလုတ်ကိုလိုက်လံဆောင်ကြည့်ပြီးအရေးထဲကနေသူမရဲ့ဘဝကိုစီစဉ်ခဲ့ပါတယ်။အချားမြည်သည့်လူမှသူမကိုထိတွေ့လို့မရအောင်လဲတေချာခဲ့ပါတယ်။ တန်ဆိုရဲ့အချစ်ကပိုင်ဆိုင်လိုစိတ်ပြင်းထန်ပြီးယူတုံမှုနဲ့နယ်နမိတ်ချင်းထိဆက်နေပါလေဒီအချစ်ဟာသူ့ရဲ့ငယ်ဘဝကြည်ကွဲစရာတွေ့ကြုံတွေနဲ့အမွေနှစ်အဖြစ်ဆင်းသက်လာခဲ့တဲ့အကြံဖတ်မှုတွေကြောင့်ဖြစ်ပေါ်လာတာပါသူ့ရဲ့လှုပ်ဆောင်ချက်တွေကထိမ့်ချုပ်လိုစိတ်ဆုံးပြစ်ခံရမှာကိုကြောက်ရွံ့စိတ်နဲ့ချစ်ရသူတွေကိုကာကွယ်လိုစိတ်တွေကြောင့်ပါသူကသူ့ရဲ့စိတ်မတည်ငြိမ်တဲ့မိခင်နဲ့တူလာမာကိုလည်းအလွန်ကြောက်ရွံ့ခဲ့ပါတယ် ပန်နီလို့သူမရဲ့ပထမဆုံးအချိန်ကိုသူနဲ့ပဲတွေ့ကြုံရစေဖို့အန်ဆိုကထိရက်တွေကိုဖန်တီးခဲ့ပါတယ်။မိသားစု အစည်းအဝေးတစ်ခုကနေအန်ဆိုနဲ့သူ့ရဲ့ညီအမာဒီယိုမာခတ်တီဟာသူတို့ကိုပြုစုပြောင်းထောင်ခဲ့တဲ့ဖခင်ရဲ့ဇီဝပေဒဆိုင်ရာသားတွေမဟုတ်ပဲလောက်ကျန်ခံရတဲ့ဦးလေးနဲ့ယူသွတ်နေတဲ့မိခင်ရဲ့သားတွေဖြစ်ကြောင်းပေါ်ပေါက်ခဲ့ပါတယ်။အမာဒီယိုဟာအန်ဆိုရဲ့ညီဖြစ်ပြီးသူ့ရဲ့အကြောက်တရားတွေကိုမျှဝေခံစားသူပါ။ ဒီအမှန်တရားကသူ့ရဲ့မာကတ်တီမီတာစုရဇဝတ်ကိုင်းကြီးရဲ့လှုပ်ဝက်ချက်တွေကိုပုံဖော်ပေးခဲ့ပါတယ်။ဒီအမှန်တရားကအရာအလုံးကိုမတိမငြိမ်ဖြစ်စေနိုင်ပါတယ်။အန်ဇိုရဲ့ဆုံးဖြတ်ချက်တွေကပုံမူခိုင်မာလာခဲ့ပြီးတန်နီလုပ်ကို ပိုင်ဆိုင်ဖို့သူ့မိသားစုကိုကာကွယ်ဖို့နဲ့အတိတ်ကိုမြုပ်နှံဖို့ကြိုးစားခဲ့ပါတယ်။တွေးမီရောင်မင်္ဂလာပွဲနဲ့စိန်ခေါ်မှုတန်နီလုပ်ရဲ့အန်ဇိုနဲ့လက်ထပ်ပွဲကတော့အာနာနဲ့စိန်ခေါ်မှုတွေကိုပြသနေခဲ့ပါတယ်။ ူကပုံကန်ချင်းရဲ့တင်ဂီတဖြစ်သွေးနီယောင်ဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့သူ့မိသားစုအတွက်အလျှော်ပေးခဲ့ရပါတယ်။မင်္ဂလာခန်းနာကတင်းမာခဲ့ပြီးချင်းချောက်မှုတွေမပြောပြရသေးတဲ့နာကျင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အန်ဇိုကသူ့မောက်ကိုပိုင်ဆိုင်ကြောင်းကြေညာခဲ့ပေမဲ့ပန်နီလုတ်ကတော့ပိုင်ဆိုင်မှုခံရတာကိုခုခံခဲ့ပါတယ်။သူတို့ရဲ့မင်္ဂလာဦးများကဆန္ဒတွေစိတ်ခံစားမှုတွေနဲ့လှုပ်ဝှက်ချက်တွေပြည့်နေတဲ့တပ်ပွဲတစ်ခုလိုပါပဲ။နှစ်ဦးစလုံးဟာအတိတ်ရဲ့၆လန့်ချင်းကိုခံခဲ့ရပါတယ်။ န်နီလောက်ကသူမမေ့မရနိုင်တဲ့မျက်နှာဖုံးစုလူစိမ်းကိုတရိယာနေခဲ့ပါတယ်။အန်ဇိုကတော့သူဟာထိုလူစိမ်းဖြစ်ကြောင်းသိနေခဲ့ပါတယ်။သူတို့ရဲ့အိမ်တော်ကြီးကပောက်ကွဲမှုအသင့်ရှိနေတဲ့ရန်အိုးတလုံးလိုပါပဲ။လှည့်ဖြားမှုဟန်နီမွန်းနဲ့အမှန်တရားပေါ်ပေါက်ခြင်းသူတို့ရဲ့ဟန်နီမူခီမှာပန်းနီလုံနဲ့အန်ဇိုရဲ့ဆက်ဆံရေးကဖျားယောက်မှုနဲ့တန်တရာကြားကအကတခုလိုပါပဲပန်းနီလုံကအန်ဇိုဟာသူမရဲ့မျက်နှာဖုံးစုလူစိမ်းဖြစ်ကြောင်းသိရှိသွားခဲ့ပါတယ် ူမဟာတစ္ဆာဖောက်ခံရတယ်လို့ခံစားရပြီးထိန်ချုပ်ခံရတယ်လို့လည်းထင်ခဲ့ပါတယ်။အန်ဇိုရဲ့ဆွဲလက်မှုတွေကပေါ်ထွက်လာခဲ့ပြီးပန်နီလို့ရဲ့ယုံကြည်မှုကပြိုလဲခဲ့ရပါတယ်။ထို့ပေမဲ့သူတို့နှစ်ဦးရဲ့ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုကမငင်းနိုင်လောက်အောင်ခိုင်မာနေခဲ့ပါတယ်။ဒေါသရီချာကဆန္ဒရီဟာတိုက်ပွဲဝင်နေခဲ့ကြပါတယ်။ပန်နီလို့ဟာအန်ဇိုရဲ့နောက်ရောက်ခံလိုက်ခြင်း၊သူမရဲ့ချစ်သူတွေအားလုံးကိုဖယ်ရှားခြင်းနဲ့သူမရဲ့ကံကြမ္မာကိုကြိုးကင်ခြင်းအကြောင်းတွေကိုပါသိရှိသွားခဲ့ပါတယ်။ ီအမှန်တရားကသူမကို ထိခိုက်စေခဲ့ပေမဲ့သူမရဲ့ကိုယ်ပိုင်ဆန္ဒတွေကိုရင်ဆိုင်ဖို့လဲတောင်းပေးခဲ့ပါတယ်။အန်ဇိုကသူမကိုဆက်လက်ထိန်းချုပ်ဖို့အသေးအတန်ကြိုးပမ်းရင်းသူ့ရဲ့အချစ်ကိုဝန်ခံခဲ့ပါတယ်။သူကသူမအတွက်ဘာမှမဆိုလုပ်ပေးမယ်လို့ကတိပေးခဲ့ပါတယ်။သူတို့ရဲ့အိမ်တော်ကြီးကနနမိတ်ဆုံးမှရှိနေခဲ့ပါတယ်။ဒီအတော်တွင်းမှာကိုအင်ကမောက်ခိုကူးသူအတီကတ်ပူပူဦးဆောင်တဲ့မိသားစုရန်သူတွေရဲ့ချင်းချောက်မှုတွေရှိနေခဲ့ပါတယ်။အမရာရဲ့အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာတယောက်ကိုတယောက်ယုံကြည်ကြမလားဒါမှမဟုတ်လှုပ်ဝှက်ချက်တွေကြောင့်ကွဲကွာသွားမလားဆိုတော့ကိုဆုံးဖြတ်ရတော့မှာပဲဖြစ်ပါတယ်ညီမလေးဤဝေဒနာနဲ့လက်စားချီခြင်းလံအမရာရဲ့ကျမကြီးကအလွန်လင်းမြန်စွာကြဆင်းလာခဲ့ပြီးမိသားစုရဲ့စိတ်ပြအားငယ်မှုတွေကပိုတိုးလာခဲ့ပါတယ်အန်ဇိုကအကြံစီတစ်ခုကိုဖော်ထုတ်တွေ့ရှိခဲ့ပါတယ်အမရာရဲ့ဆရာဝန်ဒေါက်တာခေါ်တန်းဟာလက်စားချီလိုတဲ့ရန်သူရဲ့လက်ထိုးမှုကိုခံယူပြီး သူမရဲ့အစားထိုးကုသဝင်ကိုဖျက်ဆီးခဲ့တာပါဒီအမှန်တရားကအလွန်ကြီးကွဲစရာကောင်းခဲ့ပါတယ်အမရာရဲ့တိစုံမှုကကာကွယ်နိုင်ခဲ့ပေမဲ့ရှေးဟောင်းရံမျိုးတွေကြောင့်ဆုံးရှုံးခဲ့ရတာပါတန်နီလုတ်ဟာဝမ်းနဲ့ပူဆွေးမှုတွေနဲ့အပြစ်ရှိတယ်လို့ခံစားနေခဲ့ရပါတယ်အန်ဇိုကတော့လက်စားချေဖို့ကြိုးပမ်းခဲ့ပါတယ်အန်ဇိုကအမရာရဲ့တိစုံမှုအတွက်တာဝန်ရှိတဲ့ကိုရင်းကမှောက်ခိုကူးတဲ့အဖွဲ့ကိုဖျက်ဆီးဖို့ကြမ်းတမ်းတဲ့နီလန်းတွေကိုအသုံးပြုခဲ့ပါတယ် သူကပအဝင်ပတ်သက်သူအားလုံးကိုလိုက်လံရှာဖွေပြီးတပ်ပစ်ခဲ့ပါတယ်။ဒါဟာစာရိတ္တပိုင်းဆိုင်ရာနယ်နိမိတ်တွေကိုကြော့ဖြတ်ပြီးအရာအားလုံးကိုစုံစားခဲ့တာပါပဲ။ပန်နီလုတ်ဟာဒီနောက်ဆက်တွဲအခြေအနေတွေကိုမြင်တွေ့ခဲ့ရပါတယ်။သူမရဲ့ခင်မုန်းကဒေါသနဲ့ဝမ်းနည်းမှုတွေကြောင့်ပြောင်းလဲသွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။သူမအနေနဲ့သူ့အနာမှာနေမလားဒါမှမဟုတ်ထွက်ခွာသွားမလားဆိုတာကိုဆုံးဖြတ်ရတော့မှာပါ။ဆုံးရှုံးမှုဝမ်းနည်းမှုနဲ့အမွေနှစ်တက် အမရာရဲ့ဇာပနာအခမ်းအနားကတော့စူပါဝမ်းနဲ့ပူဆွေးမှုနဲ့ဆက်ဆက်ရေးတွေကိုပြန်လည်တင်းမြတ်ဖို့အချိန်တစ်ခုပါပဲဒီမော့ရက်နဲ့မာကတ်တီမီတာစုတွေကဝမ်းနဲ့ပူဆွေးမှုတွေနဲ့စီလုံးခဲ့ကြပေမဲ့ရှေးဟောင်းတန်ရာတွေနဲ့တစ္ဆာဖောက်မှုအစ်စ်တွေကသူတို့ကိုပြန်လည်ကွဲပြားစေဖို့ကြိုးစားနေခဲ့ပါတယ်ပန်နီလုံးနဲ့အန်ဆိုဟာပြည့်ရှိတဲ့စိတ်တွေနဲ့တရားမျှတမှုနောက်ကျမှရောက်လာခဲ့တယ်ဆိုတာသိရှိနေတဲ့အတွက်တဦးနဲ့တဦးနှစ်သိမ့်မှုရှာဖို့ရုန်းကန်ခဲ့ကြပါတယ်မိသားစုကအပြစ်တင်မှုတွေ ခွင့်လွှတ်မှုတွေနဲ့ဝန်ထဲကြီးကွဲဖွဲ့ရာတွေတဲကအထိပ္ပယ်ကိုရှာဖွေဖို့ကြိုးစားခဲ့ကြပါတယ်။ဆုံးရှုံးမှုတွေပြီးနောက်ပန်နီလုံးနဲ့အန်ဇိုဟာအစ်တစ်ခုကိုတိဆောက်ဖို့ရွေးချယ်ခဲ့ကြပါတယ်။သူတို့မိသားစုရဲ့အရေးတွေကနေဝေးရမှာအိမ်တအိမ်ကိုအတူတကွတိဆောက်ခဲ့ကြပါတယ်။အန်ဇိုကသူ့ရဲ့အာနာနဲ့အရင်းမြစ်တွေကိုအင်္ဂါစိတ်ပိုင်းမှောင်ခိုကူးတဲ့ကွန်ရက်ကိုဖျက်ဆီးဖို့အသုံးပြုခဲ့ပါတယ်။သူကဒီကွန်ရက်ကိုအသက်တွေကိုကဲတင်တဲ့ကဘာလုံးဆိုင်ရာအလူရှင်မပုံတင်ခြင်းစနစ်တစ်ခုအဖြစ်ပြောင်းရခဲ့ပါတယ်။ ။တန်နီလုတ်ကတော့ဆရာဝန်တဦးဖြစ်လာဘူး။သူမရဲ့အိမ်မက်ကိုဆက်လက်ပါဆုလုပ်ခဲ့ပါတယ်။သူမကအမရာရဲ့အမတ်ရစရာတွေကိုအခြားသူတွေကိုကူညီပေးခြင်းဖြင့်ဂုဏ်ပြုခဲ့ပါတယ်။သူတို့နှစ်ဦးဟာယူသားမှုတစ္ဆာဆောင်တိမှုနဲ့ဘုံရွယ်ချက်တွေအပေါ်အခြေခံတဲ့မိဖက်ဖြစ်ပူးပေါင်းခဲ့ကြပါတယ်။သူတို့ရဲ့အချစ်ကအတိတ်ကိုရင်ဆိုင်ပြီးအနာဂတ်ကိုအတူတကွတည်ဆောက်တဲ့အခါပုံမနှက်ဆိုင်လာခဲ့ပါတယ်။သူတို့နှစ်ဦးဟာဝမ်းနဲ့ကြည်ကွဲမှုအပြစ်ရှိတဲ့စိတ်နဲ့သူတို့ကဘာရဲ့စိန်ခေါ်မှုတွေကိုတယောက်ကိုတယောက်ပံ့ပိုးပေးခဲ့ကြပါတယ်။ ူတို့ရဲ့အိမ်တော်ကြီးကတစ်ချိန်လုံးကထောင်တစ်ခုလိုဖြစ်ခဲ့ပေမဲ့အခုတော့ခိုးလုံးရတစ်ခုဖြစ်လာခဲ့ပါတယ်။မိသားစုကလည်းစီးလုံးညီညွတ်မှုနဲ့ဆုံရှုံသွားသူတွေကိုအမတ်ရခြင်းဖြင့်အနာဂတ်အတွက်ခွန်အားတွေကိုရှာတွေ့ပြီးအနာကျက်လာခဲ့ကြပါတယ်။မပြီးဆုံးသေးသောအတိတ်နဲ့မျောလင့်ခြင်းအနာဂတ်သူတို့ရဲ့စူးစမ်းမှုတွေကြကအတိတ်ကအချိန်ကြာကြီးအရေးမေးတွေကျင်းနေခဲ့ပါတယ်။အန်ဇိုရဲ့လှုပ်ဆောင်ချက်တွေကအစွန်းထက်တဲ့ရန်သူတွေကိုပေါ်ပေါက်စေခဲ့ပြီး လက်စားချေမှုရဲ့ချိန်ချောက်မှုကအမြဲရှိနေခဲ့ပါတယ်။သူတို့နှစ်ဦးဟာအနည်းအသစ်တွေကိုရင်ဆိုင်ပြီးသူတို့မိသားစုကိုကာကွယ်ကသူတို့ရဲ့ရွေးချယ်မှုတွေရဲ့အကျိုးဆက်တွေကိုရင်ဆိုင်ရပါမယ်။တစ္ဆာဆောင်တည်မှုနဲ့အချစ်ရဲ့နှောင်ကြိုးတွေကစိန်ခေါ်ခံရပြီးမဲ့ပုံမှုခိုင်မာလာခဲ့ပါတယ်။ပန်နီလုံးနဲ့အန်ဆိုဟာနာကျင်မှုတွေရှိနေပြီးမဲ့မပြိုလဲပဲသူတို့ရဲ့ကဘာမှာခေါင်းဆောင်တွေအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။သူတို့ရဲ့အချစ်ကတစ်ချိန်လုံးကအကြမ်းဖက်မှုနဲ့ လှည့်ဖြားမှုတွေကနေဖြစ်ပေါ်လာခဲ့ပေမဲ့အခုတော့ပြောင်းလဲမှုအတွက်ခွန်အားတစ်ခုဖြစ်လာခဲ့ပါတယ်။သူတို့ကမိသားစုတစ်ခုကိုပြုစုပြောင်းထောင်ခဲ့ပြီးဆုံရှုံသွားသူတွေကိုဂုဏ်ပြုခဲ့ပါတယ်။သူတို့ကိုပုံဖော်ပေးခဲ့တဲ့ရက်ဆက်ကြံကြုံမှုစနစ်တွေကိုဆက်လက်ဖျက်ဆီးခဲ့ကြပါတယ်။သူတို့ရဲ့အိမ်ကတော့လုံခြုံမှုနဲ့အချစ်တွေပြည့်နေတဲ့နေရာတစ်ခုပါပဲ။နှစ်တွေကြာပြီးတဲ့နောက်ပန်နီလုံးနဲ့အန်ဇိုဟာအမရာရဲ့ဂူဘီမန်ကိုတွားရောက်ခဲ့ကြပါတယ်။ အခုတော့အဲ့ဒီနေရာဟာကလေးငယ်တွေကိုကယ်တင်ပေးနေတဲ့ဆေးရုံဆောင်တစ်ခုဖြစ်နေပါပြီ။သူတို့ရဲ့တမီးလေးကအနီးနားမှာကစားနေခဲ့ပါတယ်။မိသားစုကအချက်နဲ့ဆုံးရှုံးမှုတွေကြောင့်ပြောင်းလဲပြီးအနာကျက်ခဲ့ကြပါတယ်။သူတို့နေထိုင်တဲ့ကဘာကအနေအများနေစေဖြစ်ပေမဲ့ယုံကြည်မှုဆုံးလုံးမှုနဲ့ပုံမကောင်းမွန်အောင်လှုပ်ဆောင်လိုတဲ့ဆုံးဖြတ်ချက်တွေအပေါ်အခြေခံတဲ့ခိုးလုံရာတစ်ခုကိုဖန်တီးခဲ့ကြပါတယ်။ဒီအန်ဆိုစာအုပ်ကနေအချက် အမွေနှစ်နဲ့တရားမြတ်တမှုတို့အတွက်ဆွလို့ရတဲ့မှုကိုမိတ်ဆွေတို့သိရှိနားလည်ခဲ့ကြမှာပါအတိတ်ကအကြမ်းဖက်မှုဆက်ဝိုင်းတွေကိုချုပ်ဖြက်ပြီးအနာဂတ်အတွက်ရွေးနှုတ်ခြင်းနဲ့ပြောလင်းခြင်းတို့ကိုဖန်တီးနိုင်ပါတယ်ချစ်ချင်းမေတ္တာကအရာအားလုံးကိုအကောင်းဆုံးဖြစ်အောင်ပြောင်းလဲပေးနိုင်ပါတယ်မိတ်ဆွေတို့လည်းဒီစာအုပ်ကနေအဖို့တန်တဲ့သင်ခန်းစာတွေကိုရရှိသွားမယ်လို့မျှော်လင့်ပါတယ်